မြတ်စွာဘုရားကမဂ္ဂမာဂရိဘာသာလို့ခေါ်တဲ့ပါဠိဘာသာနဲ့ဟောတဲ့အတိုင်းစာပေကျမ်းကမှမှတ်တမ်းတင်ထားတယ်။ယေကေစီဘိခဝေမယိနိဋ္ဌံကတာတဗ္ဗေတေဒိဋ္ဌိတမ္ပနာမြတ်စွာဘုရားဟောတဲ့စကားယေကေစီဘိခဝေမယိနိဋ္ဌံကတာယဟန်တို့ငါပေါ်မှာ ဖရာအဖြစ်ယုံကြည်ချက်ဆုံးဖြတ်ချက်ရှိတဲ့တန်တရားကင်းတဲ့ပုဂ္ဂိုလ်မှန်သမျှသဗ္ဗေတိဒိဋ္ဌိတမ္ပဏာတန်တရားကင်းတဲ့ပုဂ္ဂိုလ်ဒီအားလုံးဟာဒိဋ္ဌိတမ္ပဏာဉာဏ်မြင်တဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေပဲလို့ငါပေါ်မှာယုံကြည်ချက်ခိုင်မာတဲ့ပုဂ္ဂိုလ်ဒီမှန်သမျှဟာမင်္ဂနဲ့အမြင်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ် ဒိဋ္ဌိဆိုတာဒီနေရာမှာအတိညာလို့ဆိုရမှာပေါ့အဲ့တော့ဒိဋ္ဌိတမ္ပဏဆိုတဲ့စကလုံးကရှမယံခအတိညာနဲ့ပြည့်စုံသူဆိုတာသောတပန်ကိုယဉ်ညွန့်ပြောတာလည်းရှိတယ်အရိယာပုဂ္ဂိုလ်တွေကိုယဉ်ညွန့်ပြောတာလည်းရှိတယ်မြတ်စွာဘုရားကိုယုံကြည်တယ်ဆိုတဲ့တရားတရားဟာယုံကြည်မှုတသက်နဲ့ကမခိုင်ပါဘူးအတိပညာနဲ့ ဆုံးဖြတ်နိုင်မှခိုင်မာတာဖြစ်တယ်။ဒါကြောင့်မို့မြတ်စွာဘုရားကငါပေါ်မှာတန်တရားကင်းတဲ့ပုဂ္ဂိုလ်တိုင်းဟာအတိညာရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်လို့ဒီစကားကိုဥတည်ပြီးတော့ပြောတာ။တိတံဒိဋ္ဌိတံပန္နနာပင်စနာဣဒ္ဓနေထာ ပင်စာနံဣဒဝိဟာယနေတာဆိုလိုတဲ့အိဗယ်ကအဲ့ဒီထူးခြားတဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေထဲမှာတဲ့၅ယောက်ကဒီကာမဘုံမှာပဲဒီဘုံဒီလောကမှာပဲအဆုံးသတ်ကြမဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။ကြံတဲ့၅ယောက်ကတော့ဒီလောကကိုစွန့်ခွာပြီးတော့နောက်ဘဝကျမှဆုံးသတ်ကြမှာဖြစ်တယ်။ နေတာဆိုတဲ့စကားလုံးကဘဝပြီးဆုံးခြင်းလို့ပြောတာဘုန်းကြီးတို့ဘဝတွေကမပြီးဆုံးကြသေးဘူးသေသည် ချားမဲနိုင်ထပ်ပြီးတော့စကြအောင်မှဖြစ်တယ်သေသည် ချားမဲနိုင်မွေးဖွားခြင်းထပ်လာပြန်တယ်အဲ့လိုမွေးဖွားခြင်းဆိုတာမလာတော့ပဲနဲ့ပြီးဆုံးတယ်ဆိုတာနိဗ္ဗာန်ရောက်တာကိုပြောတာနော်နိဗ္ဗာန်ရောက်သွားပြီဆိုရင်နောက်ထပ်ပြတ်မွေးတာမရှိဘူး ပြန်မွေးရင်တော့သာတိပိစရာသရမရဏလို့ဆိုရတယ်။ဥချင်းသိချင်းကထလာအောင်ပါ။အဲ့တော့ဥချင်းသိချင်း မရှိတော့ဘဲနဲ့ဘဝကိုအဆုံးသတ်သွားတယ်ဆိုတာနိဗ္ဗာန်ချမ်းသာတာလေဖြစ်တယ်။နိဗ္ဗာန်ဘာကြောင့်ရောက်ရသလဲ။နိဗ္ဗာန်ဟာဘာကြောင့်လိုအပ်သလဲဆိုတာကိုအကြံဉာဏ်လေးပြောပြ။ခွန်ကြီးတို့တွေဒီကနေ့ခန္ဓာကိုယထားကြတယ် ခန္ဓာကိုအကျဉ်းချုပ်အပြောင်းမယ်ဆိုရင် body ဆိုတဲ့ရုပ်ခန္ဓာ mind လို့ဆိုတဲ့အသိခန္ဓာအဲ့ဒီ mind နဲ့ body ရုပ်ခန္ဓာနဲ့နာမ်ခန္ဓာဒီနှခုရတာဒီနှခုပေါင်းစပ်နေတဲ့အချိန်လေးမှာလူတွေကလှုပ်ရှားကြတယ်စီးပွားရှားကြတယ်ပညာသင်ကြတယ်နော်တယောက်နဲ့တယောက်အရှင်ပြေကြတယ်တယောက်နဲ့တယောက်ရံဖြစ်ကြတယ်ဒီချိန်လေးမှာဒီလို့ နေကြအဲ့တော့ကောင်းတာတွေလည်းလုပ်တယ်မကောင်းတာတွေလည်းလုပ်တယ်ကောင်းခြင်းမကောင်းခြင်းအပြစ်ကင်းခြင်းမကင်းခြင်းမလုံတဲ့နာလည်းလုပ်တယ်လုံတဲ့နာလည်းမလုံဘူးအဲ့ဒီလိုမလုံတဲ့နာတွေလုပ်လို့ဒုက္ခတွေရောက်တယ်လုံတဲ့နာမလုံလို့လေကောင်းကျိုးချမ်းသာတွေပြေဝအောင်မရဘူးဆိုတဲ့အနေထားတစ်ခုနဲ့ဘဝခရီးကိုဖြတ်တန်းနေကြတာဖြစ်တယ်အဲ့တော့လုံတဲ့နာတွေ မလုံးတဲ့နာရီတိုင်းလူတွေဟာလုံးဆောင်နေကြသဖြင့်ကြံတွေးတဲ့မနောကံတွေထုတ်ပြောတဲ့ဝစီကံတွေကိုယ်ဒီလေရောလုံးတဲ့ကာယကံတွေဟာလူတွေရဲ့တဏ္ဍမှာတိုးပွားပြီးတော့ရှင်တဲ့နှလုံးထဲမှာ ပုံရိပ်တွေဟာပေါ်နေတယ် CCTV တက်ထားတဲ့နေရာသွားကြည့်ပုံရိပ်တွေပေါ်လာကိုယ်ပါလုံးတဲ့ဆိုတာအဲ့ဒီထဲမှာပုံရိပ်ပေါ်လာ ဒီတိုင်းဖြတ်တန်းသွားရလားတခုခုယူပြီးတော့ဖြတ်တန်းသွားရလားเนาะထိုင်းနေရလားအိတ်နေရလားရှိသမျှပုံရိပ်တွေ CCTV ထဲမှာပေါ်တယ်လို့ပဲလူတွေရဲ့စိတ်အစဉ်ထဲမှာလည်းပဲအကောင်းအဆိုးပုံရိပ်တွေပေါ်နေ မကောင်းတဲ့အတွေ့အကြုံမကောင်းတဲ့အပြောတွေမကောင်းတဲ့အလုပ်တွေလုပ်နေရင် မကောင်းတဲ့ပုံရိပ်တွေပေါ်နေတာပဲကောင်းတာတွေလုပ်နေရင်ကောင်းတဲ့ပုံရိပ်တွေပေါ်နေတာ ီပုံရိပ်တွေက CCTV တဲ့ကပုံရိပ်တွေလို့ဖြတ်လို့ရသလားမရဘူးเนาะဘယ်နာသိနေဆိုတာလဲလူမသိဘူးတကယ်တော့စိတ်ထဲမှာဖြစ်တဲ့ပုံရိပ်တွေဟာစိတ်အစဉ်ထဲမှာပါနေတဲ့သဘောဖြစ်တယ်ဒါကြောင့်မို့ဘုန်းကြီးတို့တွေစဉ်းစားကြည့်လူတယောက်ပဲသွားသွား အလင်းအောင်ရှိရင်သူ့ရဲ့အရေးဆိုတာထားခဲ့လို့ရရလားရဘူးတူသွားရအရေးကပါနေတယ်အဲ့ဒါလိုပဲပုံရိပ်တွေဟာလူတွေမှာပါနေမှာပဲဖြတ်လို့မရဘူးအဲ့ဒီမဲ့ပါတာကောင်းတဲ့ပုံရိပ်လည်းပါတယ်မကောင်းတဲ့ပုံရိပ်လည်းပါကောင်းမကောင်းပုံရိပ်တွေဟာအကျိုးသက်ရောက်မှုကိုဖြစ်ပေါ်စေမှာဖြစ်မကောင်းတဲ့ပုံရိပ်ကြောင့်ဆိုးကျိုးတွေရပြီးကောင်းတဲ့ပုံရိပ်ကြောင့်မကောင်းတာတွေဖြစ်ပေါ်လာတယ် အဲ့လိုနဲ့တန်တရာခရီးကိုသွားနေကြရတာဖြစ်တယ်ပေါ့အေးကောင်းတဲ့ပုံရိပ်တွေကလွှမ်းမိုးပြီးနောက်ဆုံးမှာအိုခြင်းအခြင်းဆိုတဲ့ဆင်းရဲဒုက္ခတွေလွတ်ကင်းတဲ့ဘဝတစ်ခုအဆုံးသတ်ခြင်းနဲ့ဝိပဿနာတရားကိုကျင့်ကြံကြိုးကိုပွားများအထောက်လို့ရှင်ထဲမှာတန်တရာမှာမဖြစ်ချင်တော့ဘူးဘယ်ဘဝမှာမကြိုက်တော့ဘူး ဘဝကြီးကိုညီးဝေးသွားပြီဆိုတဲ့အခါမျိုးမှာကြတော့ဘာဖြစ်လာတွေ့တော်မှုတွေအလုံးကိုဖယ်ရှားနိုင်လိုက်သည့်အတွက်ကြောင့်ဘဝဟာဆုံးသက်သွားတယ်။နောက်ထပ်ပုံရိပ်တွေလည်းအလုံးခြုံငိမ့်သွားတယ်။ဆုံးသက်သွားတယ်။ဒီလိုမဟုတ်ရင် ပုံရိပ်တွေကဆက်ပေါ်နေဥမှာပဲဖြစ်တယ်။ပုံရိပ်တွေလုံးဝမရှိတော့ဘဲနဲ့ဘဝကြီးဟာဆုံးသက်သွားတာကိုနေထာလို့ခေါ်တယ်နော်။ပြီးဆုံးခြင်းလို့ အဲ့တော့ဘုန်းကြီးတို့တွေကတန်တရာခီးသွားတယ်ခီးဆုံးဘုရားဘယ်တော့ရောက်မလဲဆိုတာမသိဘူးနိဗ္ဗာန်ရောက်ပြီဆိုမှခီးဆုံးဘုရားရောက်မယ်ကိုသွားနေတဲ့လံခီးဟာဘယ်လောက်ရှိသလဲတန်တရာခီးဟာရှည်တဲ့ပုဂ္ဂိုလ်အတွက်ရှည်တယ်တူတဲ့ပုဂ္ဂိုလ်အတွက်တူတယ်ကို့ပေါ်မှာမူတည်တယ်တန်တရာခီးမရှည်ခြင်းလို့ဝိပဿနာတရားအထုတ်ပြီးတန်တရာခီးကိုတူအောင်လုပ်နေကြတယ်တူလို့ရတယ် အေးပြောပြောနေသေးခဲဆိုပြီးတော့တန်တရာခရီးမှာရှေးရှေးသွားကျင်တဲ့ပုဂ္ဂိုလ်တွေကလည်းရှေးရှေးသွားနေမှာပဲအဲ့တော့ရှေးရှေးသွားနေတဲ့ပုဂ္ဂိုလ်တွေကဘဝမှာမရှောင်လွဲနိုင်လို့တွေးကြုံရမယ်အရာတွေကဘာတွေတော့ဆိုရင်ဘဝတစ်ခုရလာရင်အိုမဲနာမဲသိမဲဒါတော့ဘယ်လူမျိုးမှလည်းမရှောင်လို့မရဘူးဘယ်ဘာသာဝင်မှရှောင်လို့မရဘူးဘယ်နိုင်ငံမှမတည်တဲ့နိုင်ငံရှိမှဖြစ် ရှင်းတော့အဲ့ဒီသွားနေရမှာပေါ့နော်သွားနေကြလို့မရဘူးပတ်စံရှိတဲ့လူလည်းသေးတာပဲမွဲတဲ့လူလည်းသေးတာပဲအလုံးဟာအဲ့ဒီသဘာဝတရား အောက်မှာအလုံးဟာ equality ပေါ့ equality တူညီတဲ့အနေထားရှိတယ်နော်ရှုပ်လာသူရော ရုပ်ဆိုးသူရောပညာတတ်ရောပညာမဲ့ရောအသက်ကြီးသူရောအသက်ငယ်သူရော ဘာသာရှိသူရောဘာသာမဲသူရောဘသူပဲဖြစ်ဖြစ်နော် or equal another the law ဆိုတာလို့ပဲနော်သိခြင်းဆိုတဲ့အိုခြင်းနာခြင်းသိခြင်းဆိုတဲ့ the law of nature အောက်မှာအားလုံးကတူတူပဲအားလုံးကတူတူပဲအဲ့ဒီလို့ တူတူပဲလို့ဩချင်းနာချင်းသိချင်းဆိုတာတွေကိုစိတ်ပြည့်ငြိမ်ငွေ့ပြီးမောဟနာမသိချင်ဘူးဆိုလို့ရှိရင်တော့ဝိပဿနာတရားအထုတ်ပြီးနောက်ဆုံးဆုံးသက်တာပဲဖြစ်တယ်။အဲ့ဒါကိုအဆုံးသက်တဲ့အခါမှာခုလက်ရှိဘဝကာမဘုံမှာအဆုံးသက်မလားသို့မဟုတ်ဖြစ်မှာ ဖြစ်ပြီးတော့မှဆုံးသက်မလားဆိုတာကိုမြတ်စွာဘုရားကဒီတုတ်တံမှာဟောတာနော်ဒိဋ္ဌိသမ္ပန္နံ ပညာဉာဏ်အမြင်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေထဲမှာတဲ့ပင်စနာဣဒ္ဓနေထာငါးဥကတော့ဒီဘုံမှာပဲဒီဆိုတာကာမဘုံကိုရည်ညွှန်းတယ်လူဘုံဖြစ်စေနတ်ဘုံဖြစ်စေဒီဘုံမှာပဲအဆုံးသတ်သွားကြလိမ့်မယ်တဲ့ပင်စနာဣဒ္ဓဝိဟာယနေထာကြံတဲ့ငါးဥကတော့ဒီဘဝကိုစွန့်ခွာပြီးတော့ နောက်တနေ့ရမှမှအဆုံးသတ်မယ်အဲ့တော့၅ရောက်ကိုနှစ်ပိုင်းခွဲလိုက်တယ်ခွဲပြီးတဲ့အခါကျတော့ရသော်ဘုရားကတေယုတ်ထုတ်ပြတယ်ဘယ်ပုဂ္ဂိုလ်တွေလဲဆိုကာမဘုံမှာဘဝကိုအဆုံးသတ်ပြီးတော့နိဗ္ဗာန်ရမယ့်ပုဂ္ဂိုလ်တွေကဘယ်သူတွေတုံးဆိုတော့တောတပံပုဂ္ဂိုလ်၃ဦးတဂရကံပုဂ္ဂိုလ်၁ဦးနဲ့ ယဟန္တာတအူအလုံး၅အူနော်၅အူဆိုတာဒါအလွယ်တကူသိအောင်ပြောလိုက်တော့သောတပန်က၃မျိုးတဂရကံ၃မျိုးယဟန္တာတပါအဲ့ဒီပုဂ္ဂိုလ်တွေဟာဒီကာမဘုံမှာပဲသောတပန်ဖြစ်ပြီးရင်ကာမဘုံမှာပဲသူတို့ဟာဘဝကိုဆုံးသတ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုကြမှာဖြစ်တယ်လို့သူတို့ဟောတယ်သူဟောတယ် အဲ့ဒီသောတပန်၃ဦးဆိုတာဘာလဲဆိုရင်ဘဝမှာတတ္တခတုပရမသူ့အတွက်အလွန်ဆုံးခုနှစ်ဘဝသာတန်မြာထဲမှာမွေးဖွားတဲ့ပုဂ္ဂိုလ်မျိုးကိုတတ္တခတုပရမအလွန်ဆုံးခုနှစ်ဘဝပဲရှစ်ဘဝမရှိဘူးဒါကြောင့်မို့ PhD ထဲမှာကြည်နတေဘဝံအထမမာရယန္တိသောတပန်ပုဂ္ဂိုလ်ရာရှစ်ခုမြောက်ဘဝမှာ ရှိခုမြောက်ဘဝဆိုတာသူတို့မှမရှိဘူးเนาะနတ်တွေဘဝအတ္တမရှိခုမြောက်ဘဝကိုမရယူကြတော့ဘူးခொနဘဝမှာဆုံးသတ်မယ်ကာမဘုံမှာပဲဒီသောတာပန်ပုဂ္ဂိုလ်ဒီတရားဓမ္မကျင့်ပြီးသက္ကရာကံဖြစ်အနာကံဖြစ်ယဟနာဖြစ်ပြီးဘဝမှာဆုံးသတ်မယ်ဒီလိုဆိုလို့ပေါ့နောက်သောတာပန်တမျိုးကကောလံကောလကောလံကောလဆိုတာခொနဘဝတဲ့ယော့နေပြီးတော့ အများဆုံး6ဘဝနှစ်ဘဝသုံးဘဝကနေပြီးတော့အများဆုံး6ဘဝအတွင်းမှာပဲတန်တရာဝကကျွတ်သွားမဲ့ပုဂ္ဂိုလ်ကိုကောလံကောလာသတ္တဗံပုဂ္ဂိုလ်လို့ခေါ်တယ်။နောက်တယောက်ကိုတော့ဧကဘီစီပဋိသန္ဓေမျိုးစိဘဝမျိုးစိတစ်ခုပဲရှိတယ်။ဒီဘဝပြီးရင်နောက်ဘဝတစ်ခါပဲမွေးမယ်နောက်ထပ်ထပ်မမွေးတော့။အဲ့တော့နှစ်ဘဝတည်းနဲ့ ဘဝတစ်ခု ဆုံးသတ်ပြီးနိဗ္ဗာန်ရသွားမဲ့ပုဂ္ဂိုလ်အလောဟာကာမဘုံမှာနိဗ္ဗာန်ရသွားမဲ့ပုဂ္ဂိုလ်သောတပန်၃မျိုးလို့တဂရကံပုဂ္ဂိုလ်ကလည်းကာမဘုံမှာတစ်ချိန်လာမယ်ဆိုတော့တစ်ချိန်လာပြီးတော့ကာမဘုံမှာပဲအဆုံးသတ်သွားမဲ့နိဗ္ဗာန်ရသွားမဲ့ပုဂ္ဂိုလ်အဲ့တော့အဆုံးသတ်တယ်ဆိုတာသောတပန်ကနေတဂရကံဖြစ်မဲ့တဂရကံနေအနာကံဖြစ်မဲ့အနာကံနေယန္တာဖြစ်မဲ့ကြော်လို့တော့မရဘူးเนาะ သောတပန်ပြီးတဂရကဖြစ်ရမယ်တဂရကပြီးရင်အနာကဖြစ်ရမယ်အနာကဖြစ်ပြီးယန္နာဖြစ်တယ်ယန္နာဖြစ်ပြီးမှဘဝဆုံးသက်တယ်သောတပန်ဘဝမှာဘဝဆုံးသက်တယ်ဆိုမှရှိဘူးနောက်ဆုံးကယန္နာဖြစ်ရမှာကြီးပဲအကုန်လုံးနော်အဲ့တော့ဒီကာမပုံမှာပဲဆုံးသက်သွားမယ်တဂရကပုဂ္ဂိုလ်ကလည်းပဲတခြားမြမဘုံတွေမသွားတော့ပဲနဲ့လူဘုံနတ်ဘုံမှာပဲယန္နာဖြစ်ပြီးတော့ဆုံးသက်သွားမယ် နောက်တစ်ခုကတော့ယောသဒိဋ္ဌိဝဓမ္မိအရဟံလက်ရှိဘဝမှာပဲယန္နာဖြစ်သွားတဲ့သူတဲ့ဟုတ်တာပေါ့ရသော်ဗျာလက်ထက်တုန်းကရှင်သာရိပုတ္တရာတို့ဟာရှင်အသက်စိတ်တရားနာတဲ့ခါမှာသောတပန်ဖြစ်တယ်မြတ်စွာဘုရားနဲ့တွေ့ပြီးတရားနိလန်းကိုကြည်ကြံကြိုးကိုအထုတ်တဲ့ခါမှာယန္နာဖြစ်ပြီးခုနှစ်ရက်မှာရှင်မောဂလန်ကယန္နာဖြစ်တယ် 15ရက်ကြာတဲ့အခါရှင်သာရိပုတ္တရာကယဟန္တာဖြစ်တယ်။သောတပန်ပြီးရင်တဂရကံအနာကံယဟန္တာလို့အစဉ်စဉ်ဖြစ်သွားတော့ပြောတယ်။အဲ့ဒီလက်ရှိဘဝမှာယဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲဒီဘဝမှာပဲဆုံးသက်သွားမယ်။အဲ့ဒီပုဂ္ဂိုလ်5ဦးသောတပန်3ဦးတဂရကံ2ဦးယဟန္တာ2ဦးအဲ့ဒီပုဂ္ဂိုလ်တွေဒီ ကာမပုံမှာပဲနိဗ္ဗာန်ရမယ်ကာမပုံမှာပဲဘဝအဆုံးသတ်သွားမဲ့ပုဂ္ဂိုလ်တွေနိဗ္ဗာန်ဆံသွားမဲ့ပုဂ္ဂိုလ်တွေတို့ငါဦးဖြစ်နိုင်ခြင်းရှုတော်ကနေဟောတာမြတ်စွာဘုရားเนาะဖြစ်နိုင်တဲ့ရှုတော်ကဟောတာနောက်တစ်ခါပင်စနံဣဒဝိဟာယနေထာဉာဏ်နဲ့ပုဂ္ဂိုလ်ငါဦးကတော့ဣဒဝိဟာယဆိုကာမဘုံကိုစွန့်ခွာပြီးတော့မှ ပြမဘုံရောက်ပြီးမှအဆုံးသတ်မဲ့ပုဂ္ဂိုလ်က၅ဦးရှိတယ်။အဲ့ဒီပုဂ္ဂိုလ်တွေကဘယ်သူတွေတုံးဆိုအနာဂံပုဂ္ဂိုလ်၅ဦး။အနာဂံဆိုတဲ့အဓိပ္ပာယ်ကနာအာဂမီနွန်ရီတနာကာမဘုံကိုပြန်မလာဘူးဆိုတဲ့ပုဂ္ဂိုလ်တွေပဲနော်။စတဲ့တောင်းထွက်သွားတဲ့လူ။နိုင်ငံခြားထွက်သွားပြီးပြန်မလာတော့ဘူးဆိုတဲ့လူ ਨੇ တူတူပဲ။အနာဂံဆိုတာပြန်မလာတော့ဘူး။ ဟောဗမာပြည်ကနေအမေရိကန်ပြောင်းသွားတယ်ပြောင်းလာတော့တော့လူဘွားကလူဘွားကတေသွားပြီးတော့ဗမာပြည်ရောက်သွားတယ်ပြောင်းမလာတော့ဘူးပြောင်းမလာဘူးဆိုတာအလဲမလာတာပြောတာမဟုတ်ဘူးနော်အလဲမလာတာမဟုတ်ဘူးဒီကိုလာပြီးတော့ဘယ်တော့မှမမွေးတော့ဘူးလို့ဆိုလိုတယ်ပေါ့နော်လူအဖြစ်နဲ့မမွေးတော့တဲ့ပုဂ္ဂိုလ်အနာခံအင်္ဂလိပ်လိုပြန်တော့ non returner လို့ပြန်ကြတယ် no return အဲ့ဒီလိုပြန်မလာတဲ့ပုဂ္ဂိုလ်ကငါးဦးရှိတယ်ဘသူတွေတုံးဆိုနံပါတ်1ကအန္တရာပြိနိဗ္ဗာန်ရေးဖြစ်မဘုံရဲ့တက်တန်းတစ်ခုဆိုပါစို့သုတ္တဝတ္တ၅ဘုံမှာပထမဘုံရဲ့တက်တန်းကမဟာကတ်တထောင်မဟာကတ်တထောင်တက်တန်းရှိမဟာကတ်တထောင်လို့ဆိုတဲ့အခါကျတော့ မဟာကတ်900စီဆိုရင်တက်တန်တဝက်လို့ခေါ်တယ်နော်ကဘာ900မဟာကတ်ဆိုကဘာ900လို့ဆိုပါဆိုကဘာ1000လို့ဆိုပါအဲ့ဒီ1000ထဲမှာတက်တန်တဝက်ဆို900နှစ်နဲ့ပြောတာမဟုတ်ဘူးကပ္ပဆိုတဲ့စကားလုံးနဲ့ပြောတာကပ္ပဆိုတဲ့စကားလုံးကိုအင်္ဂလိပ်လို့ပြန်တော့ ian လို့ပြန်တယ် ian ဆိုတာ မရေတွက်နိုင်တော့ရှေလျားတဲ့အချိန်ပိုင်းကြီးကိုပြောတာเนาะနှစ်နဲ့ပြောလို့မရဘူးမရေတွက်နိုင်အောင်ရှေလျားတဲ့အချိန်ပိုင်းကိုပါဠိလိုကကပ္ပအင်္ဂလိပ်လို e a e o n အင်္ဂလိပ်စလုံးမှတ်ချင်အဲ့ဒါလို့မှတ်အဲ့ဒါဟာရှေလျားတဲ့အချိန်ပိုင်းကြီးအဲ့တော့အနာဂတ်ဖြစ်ပြီးတော့ပြမပြေရောက်သွားတဲ့အခါမှာ ဖြစ်မပြေရောက်ပြီးတက်တန်းတဝက်လောက်မှာရဟနာဖြစ်သွားတဲ့ပုဂ္ဂိုလ်အန္တရာပြိဋိဘာယီလို့ခေါ်တယ်။နော်တက်တန်းတဝက်မှာရဟနာဖြစ်သွား။သွားတော့ကတော့အနာဂတ်ဘဝနဲ့သွားတာ။အဲ့တော့တက်တန်းတဝက်ဖြစ်သွားပြီဆိုရင်သူဟာအဲ့ဒီမှာပြိဋိဘံဆံပြီပေါ့။နောက်တစ်ခါဒုတိယပုဂ္ဂိုလ်ကတော့ဥပဟိစ္စပြိဋိဘံ တတန်တဝက်ကိုအနည်းငယ်ကြော်ပြီးတော့မှယဟနာဖြစ်တယ်နော်တတန်တဝက်နဲ့ယဟနာဖြစ်သွားတာကသူ့ရဲ့ထက်တယ်လို့ပြောတတန်တဝက်ကြော်သွားတယ်ဆိုတော့ဥပ900ဆိုရင်900နေစွန့်သွားတယ်နော်တတန်တဝက်ကြော်တော့မှကိရိတာကုန်ပြီးတော့ယဟနာဖြစ်သွားတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်လည်းပြန်မလာတော့ဘူးဒီမှာနောက်တစ်ခုအသင်္ခါရပြိဋိဘာယီ အသင်္ခါရပြိနေပါဟိစာလုံးလပယောကမဆိုင်ရပဲနဲ့ကြောင်းရဆိုင်เสียမလို့ပဲနဲ့ automatic ဆိုတာမျိုးလို့သူ့ရဲ့အသိဉာဏ်တွေကထွန်းတက်လာတဲ့အခါကျတော့ပင်ပင်ပန်းပန်းစူးစမ်းအထုံမှုမပြုတ်ပဲနဲ့ကိလေသာတွေခြုံငိမ့်ပြီးယန္နာဖြစ်သွားတဲ့ပုဂ္ဂိုလ်သတင်္ခါရပြိနေပါဟိစာတကယ်ကိုကျိုးပန်းအထုပ်ပြီးတော့မှယန္နာဖြစ်တဲ့ပုဂ္ဂိုလ် အဲ့ဒီပုဂ္ဂိုလ်နှစ်ယောက်ဟာလည်းပဲဒီလောကကဆွန့်ခွာပြီးတော့မြတ်ဘုံရောက်တဲ့အခါမှာတက်တန်းကုံဆုံးမဲ့ပုဂ္ဂိုလ်လောကကြီးဘဝကြီးကိုဆုံးသတ်တဲ့ပုဂ္ဂိုလ်တွေတို့တို့ဆိုတယ်နောက်ဆုံးငါးခုမြောက်ကတော့ဥထံသောတာအကနိဌာခမီလို့ခေါ်တယ်သူ့ဘဝဟာအထက်ကိုသွားပြီးတော့မှအကနိဌာဘုံနောက်ဆုံး သုတဝတ္တငါးပုံထဲမှာအမြင့်ဆုံးပုံရောက်တဲ့အခါမှာကိတ္တကုံတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ကတတန်းဘုံဘဝတွေမှာတပုံပြီးတပုံကူးနေတဲ့ပုဂ္ဂိုလ်အထိပ္ပယ်ရတယ်ပေါ့နော်အဲ့တော့ဒီအနာဂတ်၅ဦးဟာဒီဘဝကိုဒီကာမဘုံကြီးကိုဆုံးခွာပြီးတော့မှဖြမပြေမှာသွားပြီးတော့ရဟန္တာဖြစ်ပြီးဘဝကိုဆုံးသတ်မဲ့ပုဂ္ဂိုလ်တွေလို့ခုနက ကာမဘုံမှာပဲအဆုံးသတ်မဲ့ပုဂ္ဂိုလ်တွေကတော့သောတပန်၃မျိုးတဂရကံ၁မျိုးယဟန္တာဒီဘွားမှာပဲဆုံးသတ်မယ်အနာဂတ်ပုဂ္ဂိုလ်၅ဦးကတော့ဒီဘွားကိုစွန့်ခွာပြီးတော့ပြမဘုံရောက်ပြီးတဲ့ခါကြတော့မှဒီဘွားကိုဆုံးသတ်တဲ့ယဟန္တာပုဂ္ဂိုလ်ဖြစ်နိုင်မယ်လို့အဲ့ဒါဒီတော့ရဲ့ဒီခေါ်ပြောတဲ့အထိပ္ပယ်ပဲဖြစ်တယ် နောက်တစ်သုတ်မှလည်းပဲမြတ်စွာဘုရားဒီအဓိပ္ပာယ်နဲ့ဟောထားတာရှိတယ်နောက်တစ်သုတ်ကရေကိစီဘိခဝေမယိပတ္တနာအဝိဆပတ္တနာတပ္ပိတိသောတပန္နာအသုံးလေးနည်းနည်းလေးပဲကြွားထားတယ်ငါပေါ်မှာနှစ်နှစ်ကာကယုံကြည်တဲ့ပုဂ္ဂိုလ်မှန်သမျှသောတပန်မယ်လို့သူပြောတယ် တော့ဘုရားပေါ်မှာနှစ်နှစ်ကကကြီးညိုတယ်ဆိုတာအသိဉာဏ်နဲ့ချက်ခုနတုန်းကရေကေစီမမကြီးနှိဋ္ဌံကတာငါပေါ်မှာတန်တရားကင်းသွားတဲ့ပုဂ္ဂိုလ်တွေမှန်သမျှဒိဋ္ဌိတမ္ပဏာအသိဉာဏ်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေနှိဋ္ဌံကတာဆိုတာနှိဗေမတိကတန်တရားကင်းသွားတဲ့အဝိစ္စပတ္တနာဆိုတာတကယ်ကိုနှစ်နှစ်ကကကြီးညိုတယ်ဆိုတဲ့အဓိပ္ပာယ် အဲ့တော့တာမန်ကြီးညိုမှုမျိုးမဟုတ်ဘူးဒါကြောင့်မို့ဘုန်းကြီးတို့မြန်မာလူရှင်းရှင်းမှတ်ဖို့ရတော့မြတ်ဗုဒ္ဓအပေါ်ယုံကြည်ချက်ခိုင်မာတဲ့ပုဂ္ဂိုလ်ဆယ်ဦးနော်ခိုင်မာတယ်ဆိုတာဒီဘွားတွင်ခိုင်မာတာကိုခိုင်မာတယ်လို့ပြောတာမဟုတ်ဘူးတန်တရားမှာပါခိုင်မာသွားတဲ့ပုဂ္ဂိုလ်ကိုဆိုလိုတယ်ဒီဘွားတွင်ဉာဏ်နာဖြစ်သွားတဲ့ပုဂ္ဂိုလ်ကပြောเสียမလို့ ခွန်ကြီးတို့တွေဟာယုံကြည်မှု ခိုင်မာကြဗလားလို့ပြောလို့ရှိရင်ဒီဘဝမှာတော့အထိုင်လျောက်ခိုင်မာကောင်း ခိုင်မာလိမ့်မယ်။နောက်ဘဝမှာဘာသာကြားရဲ့မိဘရှင်ဝင်နဲ့ရောက်သွားရင်ပတ်ဝန်းကျင်ရဲ့ပတ်ဝန်းကျင်ကိုမလွန်ဆန်နိုင်သေးတဲ့အတွက်ကြောင့်တခြားဘာသာကိုကိုးဝယ်တဲ့ပုဂ္ဂိုလ်မဖြစ်ဘူးလို့မဆိုနိုင်ဘူးဖြစ်တယ်နော်ဖြစ်သွားနိုင်တယ်တောတပံမဖြစ်သေးဘူးဆိုလို့ရှိရင် လူတိုင်းလူတိုင်းဟာယုံကြည်ချက်တွေများသွားနိုင်မြတ်စွာဘုရားကမယိနိဋ္ဌံကတာငါပေါ်မှာအပြီးတတ်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာဘုရားဟာဓမ္မဘုရားကျန်တဲ့ဟာကိုလက်မခံတော့ဘူးမြတ်စွာဘုရားဆိုတာဒီပုဂ္ဂိုလ်မှဘုရားဆရာမပြောင်းတော့ဘူးလို့ဆိုလို့တယ်ခဏိခေတ်မှာဆိုရင်ယုံကြည်ချက်မခိုင်မြဲတဲ့ပုဂ္ဂိုလ်တွေကဘာဖြစ်လဲ ဖရီသင်္ကာဆိုပြီးဘာသာမဲ့အဖြစ်ပြောင်းညာတယ်နော်ဖရီသင်္ကာနာမည်လှလှလေးတတ်ထားတယ်ဖရီသင်္ကာလွတ်လပ်စွာတွေးခေါ်သူ non religious believer ပြီးပြီ religion ကိုမယုံကြည်သူလည်းမခံသူဘာသာမဲ့ဆိုတဲ့အဓိပ္ပာယ်လေးနေပေါ်လာအဲ့ဒါမခိုင်မာတဲ့အဓိပ္ပာယ်ကိုပြကိုယုံကြည်တဲ့ဘာသာပေါ်မှာမခိုင်မာတဲ့အဓိပ္ပာယ် အဲ့တော့ခိုင်မာဖို့ဆိုတာတော်တော်ခိုင်းတယ်ပုထုဇနဆိုတဲ့အထိပ္ပယ်ကပုထုဆိုတာများစွာသောဆရာသမားတွေကိုပုထုဇနများစွာသောဆရာသမားတွေရဲ့မျက်နှာကိုချီတတ်တဲ့ပုဂ္ဂိုလ်တွေဆိုလိုတာကဆရာမမြဲဘူးလို့ခေါ်တယ်ဟိုလူကိုဆရာတင်လိုက်ဒီလူကိုဆရာတင်လိုက် ဟိုဘာသာတရားကိုယုံကြည်လိုက်ဒီဘာသာတရားကိုကိုးကွယ်လိုက်တဲ့ဆိုတာဆရာများနေတာလို့ခေါ်တယ်။ဆရာများတဲ့ပုဂ္ဂိုလ်တွေကဘာကြောင့်များတော့ဆိုမဆုံးဖြတ်နိုင်လို့မကြေနပ်နိုင်လို့ပဲကိုကိုးကွယ်တဲ့ဟာနဲ့စိတ်ထဲမှာမလုံလို့မလုံတော့လို့ပဲဖြစ်တာဆုံးဖြတ်ချက်မကြနိုင်လို့ပဲဖြစ်တယ်အေးဒီဘဝဆုံးဖြတ်ချက်အတော်အသင့်ကြနေတဲ့ပုဂ္ဂိုလ်တွေရှိကောင်းရှိနိုင်တော်လဲပဲ နောက်ဘဝရောက်တဲ့အခါကျတော့ပြောင်းသွားပြန်ရောဘဝခြားသွားတာနဲ့တပြိုင်နဲ့ပြောင်းသွားရောအတိုင်းဝိုင်းတစ်ခုတည်းရောက်ရင်အဲ့ဒီအတိုင်းဝိုင်းကိုမလွန်ဆန်နိုင်သေးတဲ့အတွက်ကြောင့်အတိုင်းဝိုင်းယုံကြည်ချက်အတိုင်းလိုက်ပါသွားပြန်ဒါလည်းမໄຂမာတာလို့ခေါ်တယ်နော်အဲ့တော့ဒီဘဝໄຂမာတော့လဲနောက်ဘဝမှာပြောင်းသွားနိုင်တယ်ပုထုဇဉ်ဆိုတာဒီဘဝမှာနေမဲ့ပဲအမျိုးစုံပြောင်းရတတ်တယ်ပုထုဇဏ ဆရာများသူလို့အဓိပ္ပာယ်ရကိုးကွယ်တဲ့ဆရာများသူအဲ့ဒီလိုပုထုဇဉ်ဘဝကမလွတ်မြတ်သေးတဲ့ပုဂ္ဂိုလ်သည်မြတ်ဗုဒ္ဓအပေါ်ယုံကြည်ချက်ခိုင်မာသူလို့ပြောလို့မရဘူးဒီစင်းနဲ့ထဲလို့မရဘူးလို့ဆိုလို့မြတ်ဗုဒ္ဓအပေါ်မှာယုံကြည်မှုဟာပြည့်ပြားသွားနိုင်သေးတယ်ပြည့်ပြားသွားနိုင်သေးတယ်ဒီဘဝမပြည့်အောင် ခိုင်မာတော့လဲနောက်ဘဝတွေရောက်တဲ့အခါမှာပြည့်ပြားသွားနိုင်သေးတယ် လူမဖြစ်ဘူးတရိษံဖြစ်သွားရင်လည်းပြတ်သွားနိုင်တယ်။နော်ငရဲကြသွားရင်လည်းပြတ်သွားနိုင်တယ်။အဲ့တော့ပြတ်သွားနိုင်တဲ့အနေအထားတွေကအများကြီးပဲ။ဒီဘဝမှာရှိတဲ့ယုံကြည်ချက်ကလေးဟာမေ့သွားလိုက်တာနဲ့တပြိုင်နဲ့ဘာမှမှတ်မိတော့မှာမဟုတ်တော့မျက်စိနှလုံးမှိတ်လိုက်တာနဲ့နောက်ယုံကြည်ယုံကြည်ချက်တစ်ခုကဝင်လာတော့အဲ့ဒါကြောင့်တို့ပုထုဇဉ်တွေရဲ့ ဖះပေါ်ယုံကြည်မှုဟာခိုင်မာမှုရှိဘူးအရိယာဖြစ်သွားပြီအ ਨੇ ဆုံးသောတပန်ဖြစ်ပြီဆိုတော့မှယုံကြည်ချက်ဟာခိုင်မာသွားတယ်ဘယ်တော့မှမပြောင်းလဲတော့ဘူးယေຊောဗျာဟောတဲ့အဆုံးအမတရားတွေနဲ့ပတ်သက်ပြီးတော့လဲဘယ်တော့မှပြောင်းလဲမှုမရှိတော့ဘူးအ ਨੇ ဆုံးသောတပန်နာလို့ခေါ်တဲ့မေဃသောတာလို့ဆိုတဲ့မေဃ၈ပါးရှေးစီးကြောင်းနဲ့ရောက်ပြီးတော့ နိဗ္ဗာန်လမ်းကြောင်းကနောက်ပြန်ပြီးတော့ဘယ်တော့မှမစီးတော့တဲ့ပုဂ္ဂိုလ်မျိုးအဲ့ဒီပုဂ္ဂိုလ်မျိုးဆင်းတာလဲမြတ်စွာဘုရားရဲ့အပေါ်မှာယုံကြည်ချက်ဟာခိုင်ပါတယ်လို့တို့ဆိုတယ်။ဒါကြောင့်မို့ဒီတုတ်တံမှာမြတ်ဗုဒ္ဓအပေါ်ယုံကြည်ချက်ခိုင်ပါသူပုဂ္ဂိုလ်၁၀ဦးဆိုဒီမှာ၁တတ္တခတုပရမသောတပန်ပုဂ္ဂိုလ်၂ကောလံကောလသောတပန်ပုဂ္ဂိုလ်၃ဧကပိစီ သောတာပန်ပုဂ္ဂိုလ်၄တက္ကရာခံပုဂ္ဂိုလ်၅တိဘွားမှာယဟန္တာဖြစ်သွားတဲ့ယဟန္တာပုဂ္ဂိုလ်၆အန္တရာပြိနိဗ္ဗာန်ကြီးဆိုတဲ့အနာဂံပုဂ္ဂိုလ်ခွန်ဥပဟိစ္စပြိနိဗ္ဗာန်ကြီးဆိုတဲ့အနာဂံပုဂ္ဂိုလ်၈အတ္တင်္ခါရပြိနိဗ္ဗာန်ကြီးဆိုတဲ့အနာဂံပုဂ္ဂိုလ်၉တတ္တင်္ခါရပြိနိဗ္ဗာန်ကြီးဆိုတဲ့အနာဂံပုဂ္ဂိုလ်၁၀ ဥဒ္ဒံသောတာအကနိဌာခာမိလို့ခေါ်တဲ့အနာကပုဂ္ဂိုလ်အလုံးဒီဆဲဥသည်မြတ်ဗုဒ္ဓအပေါ်မှာရှုံချည်ချက်ခိုင်မာသွားတဲ့ပုဂ္ဂိုလ်၁၀မျိုးပဲဖြစ်ပါတယ်ဒီ၁၀မျိုးကိုနိတိကရတုတ်တန်နဲ့အဝိစ္စပတနာတုတ်တန်တို့မှာမှတ်တမ်းတင်ထားတာဖြစ်လို့ထိုတုတ်တန်မှလာရှိတဲ့အတိုင်းမှတ်သားနိုင်ယူချပြီးပုထုဇဉ်ဘဝတွေဟာ ရသဗျာပေါ်မှာခိုင်မာမှုယုံကြည်မှု ခိုင်မာမှုဟာမရှိသေးဘူးဒီဘဝခိုင်မာတယ်လို့ပြောတော့လေဘဝအဆုံးသတ်သွားလို့နောက်ဘဝနောက်ဘဝတွေရောက်တဲ့အခါမှာဘုရားဘာသာဖြစ်ချင်မှဖြစ်မယ်မြတ်စွာဘုရားကိုကိုးကွယ်ချင်မှကိုးကွယ်မယ်မတိကြမရေရတဲ့အနေထားမျိုး ရောက်နိုင်တယ်ဒါကြောင့်မို့ဒီဘဝမှာအ ਨੇ ဆုံးသောတပန်ဖြစ်လိုက်ပြီဆိုရင်တော့ခိုင်မာသူစည်ရင်ကိုဝင်သွားမှာပဲဖြစ်တယ် သို့မဟုတ်သေးလို့ရှိရင်ခိုင်မာသူစည်ရင်ဆိုတာမရနိုင်သေးဘူးဆိုတာကိုမှတ်သားနာယူပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေကို တလီတစားမှတ်သားနာယူတာအသိဉာဏ်ပွင့်လင်းအောင်ရိုသေလေးမြတ်စွာမှတ်သားလို့စင်ရင်သုံးသက်ခြင်းဖြင့်မြတ်ဗုဒ္ဓတရားတော်များကိုလိုက်နာခြင်းသုံးနိုင်ကြပါစေကုန်သတည်း